က်ကူကြရှုကျူယွန်ရဲ့စာကိုဆ ्याम မတ်တီတာဆန်ချောင်းကဘာသာပြန်ထားတာပဲဖြစ်ပါတယ်ရှင်။ဤစာကိုဖတ်ရှုခွင့်ပြုပါရန်ဆ ्याम မအာလေးစားစွာခွင့်တောင်းလိုက်ပါတယ်ရှင်။တရုတ်ရဲ့မျက်နှာလေးဂျွမ်ဘရန်တယောက်ရဲ့ဇလံ2009မေ3သူအရွေးခံလိုက်ရတာတော့ရှင်းပါတယ်။ရွာသားတွေကအရင်လူတွေကိုစိတ်ကုန်နေပြီးမျက်နှာတိတ်ကိုလိုချင်နေလို့ပါပဲ။သူအလုံးစလို့တော့စက်ယုံတယုံကိုလည်းပတ်ရတာတဲ့ ရွာတရားကိုစီမံခန့်ခွဲရတာက ပုတ်ခတ်တယ်ဆိုတာသိလိုက်ရတယ်။ဆက်ယုံမှာဆက်ဆံရေးကခက်ရှင်းရှင်းပဲ။အလုသမားတွေရဲ့ဖောက်တယ်ရဲ့ဒါပါပဲ။စီးပွားရေးကသူ့ကစားဒီနေတီနဲ့သူပေါ့။ဒါပေမဲ့ရွာကောင်းဆောင်တယောက်နေနေတော့သူက အရာများစွာကိုရင်ဆိုင်လိုက်ရတော့တယ်။ချင်ပန်ရှိကတော့ကြေးလက်လူမှုဘဝကိုသဘောကျဆုံးပဲလို့ဆိုတယ်။ဘာလို့လဲဆိုတော့သူ့လောက်ကသူ့ကိုအဲ့ဒီလိုဝါရဖြန့်တဲ့အောင်တင်ထားပြီလို့ပဲ။သူကလွန်ခဲ့တဲ့အနှစ်20မှာ ဆက်မှုတင်နန်းတက်ပြီးကလေးကအကြောင်းစာတင်ခန်းတဲ့ကိုပြန်သွားရလိမ့်မယ်လို့ဘယ်တော့မှမထင်ထားခဲ့သူပေါ့ဒါပေမဲ့2009ခုနှစ်မတ်လဆန်းမှာရှန်တိုမြို့လယ်ကစီးပွားစီမံကြောင်းကိုစနေတနင်္ဂနွေတိုင်းခြံကသွားတက်ရတယ်ဒီအစီအစဉ်ကရွာမှုတန်းတွေကိုတက်ကြိုးတက်စီတဲ့နိုင်ငံတော်အဆင့်အစီအစဉ်ပေါ့သုံးနှစ်ကြာတက်ရမယ်လေ2008ခုနှစ်မေလအသက်35နှစ်ပြည့်တဲ့ခြံကခွန်နောင်းခရိုင်ရှန်တိုမြို့ရဲ့လာဟူမြို့နယ်တဲကလောင်းတူရွာရဲ့ အောက်ချုပ်ရင်မှုဖြစ်အရွေးခံရတယ်ဒီရွာလေးကမင်းမင်းဆက်ကာလတီချင်းမင်း1521ကနေ69ကြာအောက်ချုပ်စဉ်ကလေးကတည်ရှိခဲ့တာဖူချန်ခရိုင်ပူရှမ်းကောင်တီဝီရှန်အန်းရွာကရွာသူတွေကအဲ့ဒီကို ပြောင်းရွှေ့လာခဲ့ကြသေးတယ်ရွာကလူကြီးသူမခမ်းမမထားရှိတဲ့မရင်မတွက်နိုင်အောင်များပြလာတဲ့တေဆုံးသူထိမ့်မှကပိတိုင်တွေကဒီလူမျိုးစုရဲ့အဆက်မပြတ်ရှင်သန်နေမှုကိုသက်သေထူနေတယ် 1990ခုနှစ်မှာချန့်ကိုမွေးတော့သူတို့မျိုးရိုးစင်ဆက်ခမ်းမမှာသူ့အတွက်အမတ်တရားချက်မြုပ်သိမ်းဆီးဖို့ညှင့်ပယ်ခံရတယ်။ယင်ကျေးမှု တော်လန်ရေးကာလမှုအတွေ့အကြုံဟောင်းမှုချင်းဟောင်းယင်ကျေးမှုဟောင်းအလေးထားဟောင်းဆိုတဲ့ဟောင်းလေးဟောင်းနဲ့အကျုံးဝင်နေလို့ဆိုပြီးတော့ပေါ့1949ခုနှစ်မှာတရုတ်ပြည်သူသမ္မတနိုင်ငံတော်ဆိုပြီးဖြစ်လာတော့ငကူကကိုပိုင်အုပ်ချုပ်ရေးရခဲ့တဲ့ရွာတွေကပြုပြင်ပြောင်းလဲရေးပေါင်းများစွာကိုကြုံကြရတယ်။ကွန်မြူဆိုတဲ့ပုံစနစ်က လယ်သမားတွေရဲ့စီးပွားရေးနေရာမှာအစားထိုးဝင်ရောက်လာတယ်။မြေပိုင်ရာပိုင်နဲ့တည်ငှားဆိုတာတွေမရှိတော့သလိုဇာရိတဆွမ်းအားကိုအာယုံဆိုင်ရေးတွေကမျိုးရိုးစင်ဆက်ခမ်းမကနေ community party ကော်မတီရုံးခန်းတွေစီကိုပြောင်းရှိရောက်ရှိသွားတယ်။တချို့ကတော့ဒီလိုပြောင်းလဲလာတဲ့အပေါ်မှာမျောလင့်ချက်တွေရှိလာပြီးတချို့ကတော့မျောလင့်ချက်တွေပျောက်ဆုံးကုန်ကြတယ်။ချန့်ဖိုးကဝူဟူးနဲ့ရှန်တိုးကြမှာစံကုန်တယ်လောက်ခဲ့တာ။ကျွာမှာချမ်းသာဆုံးဖြစ်ခဲ့တာပေါ့။ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာတော့ယဉ်ရှင်လိုဆွဆွဲခံရပြီးအသက်ရောအစည်းအဝေးတွေအားလုံးမှာပေးဆက်လိုက်ရတယ်။ချန်ဟာငယ်ငယ်လေးကလေးကအဲ့ဒီခေတ်လူအတိုင်းဝိုင်းမှာကျင့်ခံထားရတဲ့ရန်သူမျိုး၅ပါးအုပ်စုထဲမှာသူ ပါဝင်နေတယ်ဆိုတာကိုသဘောပေါက်ခဲ့ရတယ်။သူကအလောက်ကလေးတွေခဏခဏပြောင်းလုံနေခဲ့ရတယ်။လက်သမားဖြစ်လိုက်ဆောက်လို့ရသမားဖြစ်လိုက်ပေါ့။နောက်တော့သူကခြေတဲ့လုပ်ငန်းကိုစိတ်ဝင်စားသွားပြီး1995တဝိုင်းမှာသူ့ကိုယ်ပိုင်စီးပွားရေးကိုစလုပ်ခဲ့တယ် ရုရှားနဲ့အရှေ့ဥရောပကအမှားတွေရောက်လာတော့သူစီးပွားဖြစ်လာတယ်။နောက်အနည်း20လောက်တော့တရုတ်ရဲ့အရှေ့တောင်ကန်ယူရန်ဒေသမှာသူ့လိုစီးပွားရေးသမားတွေမှုလို့ပေါက်လာတယ်။တိညာရှိတဲ့ပါနဲ့တဲတော်တဲ့ကိုယ်လုပ်ငန်းကိုချစ်တယ်ဆိုတဲ့သူတွေပေါ့။2005ခုနှစ်ຫນွေဦးမှာတော့သူ့ဘွားကြီးကိုပြောင်းလဲစေမဲ့ဖြစ်ရတဲ့ကူဖြစ်လာခဲ့တယ်။အဲ့ဒီတစ်ချိန်ကသူက ရှီဂျီယန်ခရိုင်ကတောင်ရှမ်းမှာရောက်နေတယ်ဆက်ယုံတဲ့အတွက်ပေါ့။သူ့ပြေဆုံးပြီတဲ့။နိုင်ဝဲအတွင်းမှာဆက်ယုံကိုရောင်းပြလိုက်တယ်။ အလောက်သမားတွေကိုအလောက်အနာပေးလိုက်တယ်။သူ့ဖေရဲ့ရေးကြီးတဲ့ခိုက်တန်လေးမှတောင်သူကဘာလို့အဖေနာမှာမရှိရတာလဲ။ဘဲလောက်ပဲငွေတွေဝင်ဝင်ဘဝကအခုတော့ဘာများအတိတ်ပဲရှိတော့လို့လဲ။ဘယ်တော့ကမှစိတ်ဝင်စားခဲ့တဲ့ဝေးရမြေရွာလေးစီကိုပြန်ခဲ့တယ်။နောက်နှစ်နှစ်ကြာမှတော့ရွာမှာအုတ်ချုပ်ရင်မူဝင်ရွေးဖို့တိုက်တွန်းခံရတယ်။ပထမတော့အဖေသာရှိရင်သဘောတူမှမဟုတ်ဘူးဆိုပြီးစိတ်ဝင်စားလာဘူး။နောက်တော့အဖေက ဇိုးရကသူ့ပေါ်လှုပ်ခဲတာတွေကိုခွင့်မလွတ်နိုင်လောက်အောင်ဖြစ်ခဲတာကိုသူတွေးတယ်။ပါတီအတွင်းရမှုကလည်းဆွဲလွန်းတော့သူစိတ်ပြောင်းလာတယ်။ရွာအတွက်လည်းသူ့လိုတကယ်လက်တွေ့အတွေ့အကြုံရှိပြီးစီးပွားရေးအရဥဆောင်ဘူးသူအလုပ်ဖြစ်အောင်လုပ်နိုင်သူကိုခေါင်းဆောင်ဖြစ်လိုအပ်နေတယ်လေ။နောက်ရွာအုပ်ချုပ်ရမှုဆိုတာသူ့ကိုဘဝအတိတ်ပဲတချို့ပြန်ပေးနိုင်မယ်လို့သူထင်တယ်။ရွာအုပ်ချုပ်ရေးယုံလေးတဲ့အဆောက်အုံမှာလှုပ်လှုံရင်အရင်ကေတာတွေလှုပ်ခဲတာတွေကိုသတိရတယ်။ညီညီတက်မှာရွာထဲကပတိပက္ခလေးတွေကိုဖြည့်ရှင်းပေးတယ်။ ရမတ်တ်မှာမိသားတစုခလေးတယောက်စီမံကိန်းအတွက်အလုပ်လုပ်ရမယ်နေရမိသားစုတွေကတားရောက်ကြလေးပဲလိုချင်ကြတော့ပြဿနာတက်တက်တဲ့နေရပေါ့ဒုတိယတက်ကတော့ပါတီအတွင်းရမူရွာအုပ်ချုပ်ရေးပူပါဝင်တခြားဝန်ထမ်းတွေရဲ့ရုံးခန်းတွေပေါ့လူကြီးတွေလိတ်လာရေးလာရင်ဒီထက်ကစကြည့်တယ်ဆိုပါတော့တတိယတက်ကတော့ရွာပြည်သူ့စစ်အဖွဲ့ရဲ့ရုံးခန်းပဲပေါ်ဆုံးတက်မှာတော့နိုင်ငံပိုင်ဆက်သွယ်ရေးကုမ္ပဏီကြီးကနေရာယူတယ် မူလရန်ပညာရေးမိသားစုစီမံကိန်းမိသားစုပฏิပက္ခရေးမြေအဲ့ဒါတွေကချက်အတွက်နေစာဒူဘာဖြည့်ရှင်းပေးနေရတဲ့အရာတွေပဲသူအဓိကစိုးရိမ်နေမိတာကစီရဲချမ်းသာကွာခြားမှုကြီးလာတာနဲ့ရွာအတိုင်းဝိုင်းမှာသာသာသာဖြစ်မှုပျောက်ဆုံးလာတာပဲဇိုးရရဲ့အောက်ဆုံးအဆင့်ကအုပ်ချုပ်ရေးမှုတယောက်ဖြစ်ရတာတကယ်တော့အလိန်အလက်တွေရှိတယ်အရင်ကမျိုးခက်လောက်ကအာနာမရှိတော့ဘူးကိုဒီတော့ရွာသားတွေကလည်းသူတို့ရဲ့အဆိုမိတ်ဆိုတာတွေကိုတဲနားမထောင်ကြတော့ဘူး ပေကြီးကချမှတ်ပေးလိုက်တဲ့မူဝါဒတွေကိုအကောင့်ထဲပေါ်ဖို့ဆိုတာအောက်ချီကခေတာတွေနဲ့ညှိမရဖြစ်နေပြန်ရောနောက်စီးပွားရေးပြုတ်ပြင်ပြောင်းလဲမှုဆိုတာကလည်းအစိုးရအကျိုးရှိရေးကိုပဲဥတီထားတော့အောက်ထုံရေးမှုလိုဝန်ထမ်းတွေကပြည်သူတွေကိုအလောက်ကျွေးပြုတ်နေတာတဲ့စိုးရဦးစီးတဲ့လုပ်ငန်းကြီးတခုမှဝန်ထမ်းလောက်နေတာမျိုးပဲဖြစ်နေတော့တယ်နမူနာပြောရရင်ရွာကမူလာတန်းချောင်းကိုတိုးချက်ဖို့ဆိုတာရှိတယ်လွန်ခဲ့တဲ့6နှစ်ကတော့မြို့ ဥတုရေးပိုင်းကအနီးနားကရွာတွေနဲ့ပေါင်းလိုက်ပြီးနှစ်ရွာစလုံးကចောင်းသားအလုံးကိုထားနိုင်မဲ့ចောင်းမျိုးဆောက်စီခြင်းနဲ့ရွံရှစ်သိန်းထောက်ပံ့ပေးမယ်ပေါ့ចောင်းကဆောက်ရော့စုပါတော့ခက်တာကငွေကဘယ်တော့မှရောက်မလာတာပဲခြံပြမဆုံးလို့ရတာကတော့ငွေတွေပဲရောက်သွားသလဲဆိုပြီးရှားရတာပဲမိပြန်တော့လဲလွန်ခဲ့တဲ့တစ်နှစ်လုံးလုံးမှာအဲ့ဒီရာရှိကငါစိတ်မရှင်နိုင်တော့ဘူးနော်လို့ပြုံးပြီးဖြေတာပဲခံရတယ်ဒီနှစ်မှာခြံကရွာလန့်နေအလုံးကိုဆင့်မြင့်ပြီး လယ်သမားဈေးတွေကိုလည်းအသင့်ဆောက်ပေးခြင်းနေတယ်။ချန်ဟာရွာအုပ်ချုပ်ရေးမူတာဝန်ထမ်းဖို့ရှုပ်ထွေးနေတဲ့တိတက်စရာတွေကိုသူကသိမနေဘူး။ဘဟုသုတတွေဖြည့်ဆည်းရအောင်မယ်လို့တွေးတယ်။ရှန်တိုးတက်ကတို့မှာတင်ပေးတာတွေကတော့သူရင်ဆိုင်နေရတဲ့ပြဿနာတွေကိုရှင်းထိုင်အောင်အကျိုးရှိတယ်လို့သူခံစားရတယ်။တန်ပေါ်တွေကလည်းအနီးနားကရွာကေတာတွေပါပဲ။သူ့လိုခံစားနေရတဲ့သူတွေကြီးပေါ့။စားတဲ့ကဟာတွေကချက်ချင်းတော့အသုံးတက်ခြင်းမှာတက်မှာဖြစ်ပေမဲ့ သူအရင်ကမတွေ့ခဲ့မိတဲ့နီလန်းတွေကိုရှားတက်လာဖို့အထောက်အကူဖြစ်တယ်လို့သူထင်တယ်။သူ့လိုလူတွေနဲ့စာတူတင်ရတော့အားလဲတက်ရစိတ်လဲတက်သားရဖြစ်တာပေါ့။ဘိုးရေးကြည့်တာကတော့အတွေ့အကြုံလဲဘိုးရအတိအကျွမ်းလဲဘိုးများလာတော့တောင်မှာထက်ကလူကြီးတွေကသူ့အတန်းကိုပူကြလာအောင်သူတဖြည်းဖြည်းတက်နိုင်လာမယ်ပေါ့။တခြားကေတာတွေလိုပဲခြံလဲပြီးသူရေးရအလုပ်တွေမှာလူပုဂ္ဂိုလ်ရေးခင်မင်းမှုတွေဟာအလုပ်ဖြစ်စေတယ်ဆိုတာကိုသတိထားမိလာတယ်။ နောက်ဆုံးအလုတ်ထွက်သွားရရင်တောင်ဒီအဆက်အသွယ်တွေဆိုတာသူ့အတွက်အကျိုးများစရာတွေပဲလို့သူသိတယ်။တမိုင်းဆိုတာတယောဝယ်ရာတွေဇောက်တီဇောက်ထိုးတွေနဲ့ပြည့်နေတာပေါ့။ကွန်မြူနစ်ပါတီကလူတယောက်ချင်းစီနဲ့ဒေသခံအဖွဲ့တွေပေါ်တီမိပြီးသူ့ရဲ့ဩဇာအာဏာကိုတိဆောက်ခဲ့တာလေ။အခုတော့ပါတီကအဲ့ဒီလူတွေအဖွဲ့အစည်းတွေရဲ့အရေးချင်းမပြည့်မှုတွေအာဂရိတ်လိုက်စားမှုတွေနဲ့ရင်ဆိုင်နေရတယ် ရွာအုပ်ချုပ်ရေးမှုတွေကိုတက္ကသိုလ်ပညာသင်ပေးတာကပြဿနာကိုဖြေရှင်းမှုစ조사တာဟုတ်မှာပါပဲ။ဒါပေမဲ့တန်ဟာလည်းတရုတ်ပြအစီအစဉ်တာတာပါပဲလေ။ချန်လိုရွာအုပ်ချုပ်ရေးမှုတွေကရွာရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်နိုင်ပါတယ်လား။ရွာရဲ့အခြေခံကိုပိုင်အုပ်ချုပ်စီမံပိုင်ခွင့်ကိုမကာကွယ်ပေးနိုင်ဘဲနဲ့တော့သူတို့တင်လာခဲ့တဲ့အုပ်ချုပ်စီမံခန့်ခွဲရေးပညာ theory တွေကဘယ်လိုအသုံးတည်နိုင်မလဲဒီလိုနဲ့ပဲအထက်ကနေအောက်ကို ိုးပေါဆိုင်ဝင်နေတဲ့ဘီရိုကရေစီရန်တရားကြီးကဘယ်လိုအထင်အထင်မျိုးမှမရှိဆက်လက်အောင်ပွဲခံနေအောင်မှာပါပဲတရုတ်ရဲ့မျက်နှာငါလွတ်လပ်တဲ့လူသားတရားဖြစ်ဖို့တင်ယူခြင်း2009နိုဝင်ဘာ1သူကပြောတယ်နိုင်ငံသားမှာနေရတာရဲ့အကြီးဆုံးအမြတ်ကတော့လွတ်လပ်တဲ့လူတရားဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာတင်ယူလိုက်ရခြင်းပဲတဲ့တရုတ်ကဟိုးဝဲကစင်ပေါ်မှာဖွင့်လှစ်တင်ပြလိုက်တဲ့ပြဿနာတစ်ပုဒ်လိုပဲ ခုချိန်မှမချုံငုံမိသေးတဲ့ပြဆက်တပုတ်လေးလွတ်လပ်တဲ့လူသားတယောက်ဖြစ်ဖို့သင်ကြားသင့်တယ်လို့သူပြောတော့ငါသူ့အတန်းကအေးစေးပြီးဖြတ်သားနေလိုက်တာအဲ့ဒီအခိုက်အတန့်မှာအဲ့ဒီဆိုမိန်ဟာခုနန်စားတော့ဆိုင်ရန်ပေါ့ပေါ့ပါပါပတ်ဝန်းကျင်နဲ့ကိုထိုးပေါက်လာခဲ့တယ်နောက်တော့လဲစုညံပွက်လို့ရနေတဲ့အခြေအနေထဲမှာနေမွန်းသွားခဲ့တာပါပဲကျွန်တော်တို့မစုံတွေ့ပြစ်ခဲ့ကြတာနှစ်နှစ်တောင်ရှိခဲ့ပါပြီအဲ့ဒီတော့ငါတို့ဟောင်ကောင်ကလော့ခ်လမ်းပေါ်ကကော်လုံးဒီကလပ်တစ်ခုထဲမှာထိုက်ကားပီယာလေးမြုပ်ပြီး တင်လုံးထွားထွားမိမတွေကိုအတူငေးကြည့်ခဲ့ကြတာလေသူကတော့အဲ့ဒီတော့က New York ခြေဆိုင် Foundation တကူမှလှုပ်လှုပ်တယ်ကျွန်တော်တို့ကတတိကြီး George Soros နဲ့သူ့ရဲ့ပွင့်လင်းလူ့ဘွယ်စီ theory ကိုညလုံးပေါက်ထိုင်ပြောခဲ့ကြတယ်သူနဲ့ကျွန်တော်နဲ့ရွယ်တူဖူဒန်တက်ကတူစင်1990နှစ်များစီမှာဂျာနယ်လစ်တယောက်ဖြစ်လာပြီးသူ့ရဲ့အတွေ့အမြင်ဆောင်းပါးတွေကြောင့်နာမည်ကြီးလာခဲ့သူလွန်ခဲ့တဲ့၄နှစ်ကတော့တောင်ပိုင်းတရုတ်မှာထုတ်တဲ့လလာရှိတဲ့နိုင်ငံတကာသတင်းစာတစ်စာမှာတာဝန်ခံအက်ဒီတာဖြစ်လာခဲ့တယ အဲ့ဒီမှာပါတဲ့သတင်းတစ်ပုဒ်ကြောင့်အဲ့ဒီသတင်းစာကရရမတက်မထင်မှတ်ပဲဖြစ်သွားခဲ့တယ်။၂000ခုနှစ်မှာစခဲ့တဲ့မီဒီယာကို short ပေးကင်တွေတဲ့မူဝါဒကဆုံးသက်သွားပြီးမီဒီယာတွေကိုတိတိကျကျကန်လိုက်ပြန်ပြီလို့ပြောလိုက်တယ်လို့ပါပဲ။ဒါနဲ့သူလည်းအမေရိကကိုကြောင်းတက်ဖို့ထွက်သွားပြီးဟိုမှာ၃နှစ်လောက်နေခဲ့တယ်။သူဘာသာဥတွေဖတ်နေတယ်လဲဆိုတာကိုပြောပြလေးရှိတယ်။သူက Joseph Elie ရဲ့ညီကိုဖွဲ့ခြင်းတော်လန်ပုံကံသောမျိုးဆက်ဆိုတဲ့ စာအုပ်ကိုတမိုင်းကျောင်းနဲ့ဆက်ကျောင်းပြောဟန်ချိုးကြကြပေါင်းဆက်ထားလို့ကြိုက်တယ်ဆိုပဲသူကအမေရိကန်မှာနေပေမဲ့အမိမေကအဖြစ်ပြက်တွေကိုလေ့လာသုံးသပ်နေခဲ့တယ်တဲ့အဲ့ဒီမှာတော့ရာသီဥတုပြောင်းသွားတာကိုစောင့်ကြည့်တယ်နေစရာအိမ်ရှာတယ်ဂျိုရုဇလောင်တက်တယ်အလောက်ရှာကိုရေးချင်းကိုအင်္ဂလိပ်လိုပြင်ဆင်တယ်အဲ့လောက်ပဲလုပ်ခဲ့တာပဲလို့ဆိုတယ်အမေရိကန်မှာနေစဉ်အတွင်းသူကောင်းဆုံးလုပ်နိုင်ခဲ့တာကိုသူကပြောပြတော့လွတ်လပ်တဲ့လူသားတရားဖြစ်အောင်ဘာတွေလုပ်ရမလဲဆိုတာကိုလိမ့်လာတင်ယူနိုင်ခဲ့တာပဲကွာတယ် ဲ့ဒီဒါလုံးတက်ဇန်နေရှိခဲ့တဲ့သူ့ရဲ့ပြောစကားကဘာကိုဆိုလိုတယ်ဆိုတာကိုကျွန်တော်သိလိုက်တယ်။တရုတ်ကလူတော်တော်များများကလည်းသူ့လိုပဲလေ။တရုတ်ရဲ့စနစ်နဲ့အတွေ့အော်ထဲမှာအင်တန်ရုံးငန်ကြရတယ်။တကယ်လို့တရေတော့တယောက်ကဖြစ်တည်မှုတွေကိုတော်လန်ဆန့်ကျင်မှုသူတို့ကိုယ်တိုင်ကစနစ်ကိုယ်တိုင်နဲ့စနစ်ရဲ့အကန့်အသတ်တွေတွဲကနေခွဲထွက်မယ်ဆိုတဲ့အတိုင်းတခြားထောင်ချောက်တစ်ခုခုကတော့ရှိနေတတ်သေးတာပဲလေ။ဘာလို့လဲဆိုတော့သူတို့ရဲ့အတွေ့အော်တွေအလုပ်တွေအားလုံးကတိုက်ခံလို့ချင်းဆိုတဲ့နာမှာပဲတဝဲလဲလဲအပြေရှာနေမိတာကို။ ဖိနှိပ်ချုပ်ချယ်မှုတွေကလည်းလွတ်မြောက်အောင်စတင်စ조사ခဲ့ကြပေမဲ့နောက်ထပ်အကန့်အသတ်တွေနဲ့ပဲဆုံးသက်သွားခဲ့ကြပါတယ်။နယူးယောက်မှာသူကဘာချုပ်ချယ်မှမပါတဲ့လွတ်လပ်မှုကိုတွေ့ကြုံခဲ့ရတယ်။ဒါနဲ့တောင်မှသူ့ဘဝတခြားလုံးမြဲပါနေတဲ့တရုတ်ပြည်ဟာသူ့ကိုချုပ်ကန်ထားတုံးလိုပါပဲ။သူကခဏခဏပဲနယူးယောက်ကတရုတ်တန်းကိုသွားတယ်၊ဒါရီဝဲလောက်နေတယ်ပြီးရင်ပြန်ထွက်လာတယ်။ပြိုပြဲဖြစ်တာတွေအစီအစဉ်မကြတာတွေကိုသူတီးမခံနိုင်ဘူးလေဒီလိုနဲ့အီတလီသေးစားဆိုတဲ့ရက်ွက်ကလေးစီသွားတယ်တန့်ရှင်းပြီ စနစ်တကျရှိနေတဲ့ဒီနေရာရောက်မှသူတက်ပြင်းချနိုင်တယ်သူကနယူးယောက်မှာတရုတ်သတင်းဌာနတခုမှအလောက်လုပ်တယ်ဒါပေမဲ့တိမ်ပြင်းစိတ်တွေကြီးမြောင်းစိတ်တွေကရင်ဆိုင်မှုခက်ခဲတယ်လေမနေ့ကတော့သူရှန်ဟိုင်းကိုပြန်လာတယ်နယူးယောက်ကအကျယ်ကြီးအရင်မြစ်တွေကလည်းစုံမစုံပေါ်မှာပေါ်အတိညာနှိုးဆော့ပေးနိုင်တဲ့ဖြစ်ရပ်တွေကလည်းများကြီးဒါနဲ့များတော့သူကအဲ့ဒီမှာသူ့ကိုယ်သူရှာမရခဲ့ဘူးအန်အောစရာကောင်းတာကရှန်ဟိုင်းရောက်တော့လေထိုနီ၎င်းပြဿနာကိုပဲသူကြုံရတယ် ပထမတော့ internet company နောက် magazine တစ်စောင်နောက်သတင်းစာတစ်စောင်တစ်နှစ်အတွင်းမှာအလုပ်သုံးခုပြောင်းတယ်။ဘာမှကိုမထူးခြားသွားဘူးကွာ။တစ်ခုနဲ့တစ်ခုကအပြည့်အနာစာရှိနေကြတာတူတူပဲလို့သူကပြောတယ်။အဟန့်ဓာတ်တွေကအများကြီးပဲ။ဒါကိုပြောလို့မဖြစ်ဘူး။ဒါကိုညှို့လို့မရဘူးတဲ့။သူကခေါင်းစွကြံပါအဖြူလေးဝတ်ထားတယ်။ BR Dublin လက်ကုံရောကျွန်တော်တို့ပြောဆိုနေတာတွေကပုံရိပ်တွေပါပါလာတော့တယ်။ကျွန်တော်တို့ကတရုတ်စာရေးဆရာကြီးတွေအကြောင်းပြောကြတယ်။လင်ယူတန်တို့ဟူရှီတို့လို့ပေါ့။နယူးယောက်ကလို့ Atlantic တို့စာဆောင်မျိုးတွေကိုပြောကြတယ်။တွေးပြင်းတဲ့သူ့စကလုံးတွေကစူးစူးရွရွဖြားနာနေတာကိုသတိထားမိလာတယ်။သူကတရုတ်ပြည်ရဲ့အပြင်ဘက်ရောက်ခဲ့ပြီးတော့ကဘာကြီးရဲ့ကျန်တဲ့နေရာတွေနဲ့တရုတ်ရဲ့ကြားမှာ꽈ချားကြီး꽈ချားနေတာကိုသူသိနေတယ်။ကျွန်တော်တို့မျိုးဆက်နဲ့တရုတ်ပြည်သူသမ္မတနိုင်ငံမျိုးဆက်ကြားမှာခြားနာနေတာကိုလည်းသိတယ်။သူတို့ကတကယ်လူတွေဗျာဒါမဲ့သူတို့ကဒလိထုံးစံတွေနေရာမှာခစ်ပေါ်မှုတွေရောက်လာတဲ့ခင်မာနေထိုင်ခဲ့ကြတယ်။ကျွန်တော်တို့ကတော့ဒလိထုံးစံတွေယဉ်ကျေးမှုတွေကို ပြန်ချီနာဖို့ကြိုးစားကြပြီးသမရနိုင်ငံအသစ်ကိုတည်ထောင်ဖို့အားထုတ်ခဲ့တဲ့ခေတ်ထဲမှာကြီးပြင်းခဲ့တယ်။ကျွန်တော်တို့အရွယ်ရောက်လာတဲ့အထိကျွန်တော်တို့တွေကြားထဲမှာလက်တွေ့ဘဝအခြေခံအသိဉာဏ်ဆိုတာမျိုးကိုမတင်ယူခဲ့ကြဘူး။သူ့ရန်တော်တော်ဆက်တွေ့တွေ့တွေကရှန်ဟန်းရဲ့ညံ့နေခြင်းထဲမှာနေရာကျမနေဘူး။ကြပြဆန်လာတဲ့တရုတ်ထီးရွက်ပင်ကရွက်တွေကကြွေကြလို့ကျူးလူလဲမှာတော့ဗားဆိုင်တွေကဖွင့်လို့ဗားတွေကမှိတ်တော့မှိတ်တော့လေးတွေကလူတွေကိုစိတ်လှုပ်ရှားစေတယ်လို့စိတ်ဆန္ဒတွေကိုလည်းအားနေသွားစေတယ် ။ရွှေကင်းကတော့တရုတ်ပြည်ကိုအလင်းငါထင်ဟန့်နေတယ်လို့ပဲ။အတွေ့တွေကအပြုတ်သဘောမစားမှုဖိစီးခံနေရတယ်။လူကတော့ကြည်နူးစရာကြောင့်တတ်တောင်တတ်တာတိမ့်သွင်းခံထားရတယ်လို့လို့ဒင်းကားတပြားရဲ့မျက်နှာနဲ့ဖက်လို့လုံးဝကိုယ့်ရူကာယနိုင်မှုထဲမှာ အသည့်ဖြစ်တွန်းပေါ်ပေါက်လာနေတဲ့လူအတိုင်းဝင်းပေါ့။ကျွန်တော်တို့ကလျူရှောင်ဘူနဲ့သူ့ရဲ့ charter 08ဆိုတဲ့ဂျင်ညာစာတဲ့အကြောင်းကိုလည်းပြောနေကြတယ်။တိန့်ဆောင်ပင်ရဲ့ပြုပင်ပြောင်းလဲရင်းနဲ့တကားဖွင့်မူပါဒရရဲ့နှစ်30ပြည့်အချိန်အခါတွင်မှာတော့ လူရှောင်ဘုံကိုထိန်းသိမ်းထားတယ်ဆိုတဲ့တရားဝင်ထုတ်ပြန်ချက်ကမီဒီယာတွေမှာပလူပြန်းနေအောင်ကိုဖြန့်ထားခံရတယ်။နှစ်30သားကြာသွားခဲ့ပေမဲ့လူတိုင်းကရှောင်လန်းရွာလေးမှာပထမဆုံးကောင်းတယ်ပေါ်ခဲ့တဲ့အိမ်နာစုတာဝန်ခံယူမှုစနစ်အကြောင်းတရုတ်ပြည်ကွန်မြူနတီပါတီရဲ့ဆက်တဲ့ချိန်မြောက်ဘိုးကော်မတီကကျင်းပတဲ့၃ချိန်မြောက်မျက်နှာစုံညီစည်းဝေးကြောင်းတို့ကိုလူတိုင်းကသိနေကြသေးတယ်။ဒါမဲ့ဘယ်သူကမှတော့ရှီဒန်ဒီမိုကရေစီနှံ့ရန်1988အကြောင်းဆိုတာကိုမပြောကြတော့ဘူး။ ဲ့ဒီနိုင်ရန်ပေါ်မှာနာမည်ကြီးဆုံးအတိုက်ခံသမားဝေချင်းရှိန်းက SC တပုတ်တင်ခဲ့တာကိုမပြောကြဘူးလူငယ်မျိုးဆက်က1992ခုနှစ်မှာတိန့်ရှောင်ဖိန်ဟာတောင်ပိုင်းကိုလှည့်လည်ခဲ့ကြောင်းသိကြတယ်ဒါမဲ့ဒီကြီးကတမရင်ပြည်မှာဆန္ဒပြမှုမဖြစ်ခင်တုံးနေကလေးကဖြစ်ခဲ့တယ်ဆိုတာကိုတော့လူနည်းနည်းလေးလောက်ကပဲသိကြတယ်။ဒီဖြစ်ရက်တွေကအစိုးရရဲ့အာဏာရေးချိန်တက်ကြကို ပြသနေပြီးတရုတ်ရဲ့ခြေခွဲစရာတွေကရွေ့ရှားနေတော့မယ်ဆိုတာကိုပြသတယ်။ ဒီလိုဖြစ်တာတွေကဒီစနစ်ရဲ့အကြီးတန်းမှုတွေဒီခေတ်ရဲ့ယူမိုင်းမှုတွေကိုမျက်ကန်းဝေဖန်တိုက်ခိုက်တင့်တယ်လို့ဆိုလိုနေတာလားဒီစနစ်ဟာရုတ်တရက်ပြိုကျသွားမယ်ဆိုရင်ကကဘာသစ်တစ်ခုဟာရောက်လာမှာတယ်လားအဲ့ဒီကဘာသစ်မှာရောလူတွေကပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းရှိနေကြမလားတကယ်လွတ်လပ်တယ်ဆိုတဲ့လူတယောက်ဆိုတာဟာကြုံတွေ့နေရသမျှကန်ဆိုးခြင်းအလုံးအတွက်တမဝင်တလေထုံးစံတွေနဲ့လူမှုရေးစနစ်ကိုပြစ်တင်ပြီးတော့အညံ့မခံသင့်ဘူးအဲ့ဒီလိုပဲလွတ်လပ်တဲ့လူသားတယောက်ဆိုတာဟာ စနစ်အစ်စ်တစ်ခုအပေါ်မှာလည်းအားလုံးပုံပြီးမမျောလင့်တဲ့ဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါဟာမဆုံးနိုင် တော့တဲ့မျောလင့်မဲ့မှုကိုပဲဖြစ်စေနိုင်မှာမဟုတ်ပေါ့။လွန်ခဲ့တဲ့နှစ်60တုန်းကမျိုးဆက်ကမျောလင့်ချက်တွေတိတ်ကြီးခဲ့ကြတယ်။အဲ့ဒီမျောလင့်ချက်တွေမပြည့်စုံလာတဲ့အခါသူတို့ကအရှုံးကြီးဆုံးရှုံးခဲ့တယ်လို့ခန်းစားလိုက်ကြရတယ်။ကျွန်တော်တို့ကတန်မှန်လူတွေလေ။တိုက်ပွဲဝင်တွေဖြစ်ဖို့တတ္တိရောခန္ဓာကြီးပါမရှိကြဘူးလေ။ဒီစနစ်တယ်မှာနေနေရတာဖိစီးမှုတွေများလို့ ਨੇ တော့ကကြောင်ကြစိတ်တွေပြည်နေရတယ်ကိုယ့်ရဲ့သဘုံတကံစိတ်ကိုထုတ်ဖော်တာရယ်ကိုကိုပိုင်းကဘာငယ်ကလေးတည်းမှာလွတ်လပ်ပြီးမျှတာအောင်နေထိုင်တာရယ်ဘယ်နီလန်းကပိုတိရောက်မဲ့ပိုရေးကြည့်မယ်ဆိုတာတော့ကျွန်တော်မသိပါဘူးဂူတီပြောနိုင်တာတကူကတော့ကိုကိုကြီးကိုသွေးလိုက်တယောက်ချင်းစီရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်ပါပါညတကောင်လောက်မှာတော့ကျွန်တော်တို့လမ်းခွက်ခဲ့ကြတယ်နှစ်တစ်နှစ်ကတော့ကုံဆုံးပေတော့မယ်ဒါပေမဲ့ဒီမေကွန်းတွေကတော့နောက်နှစ်တည်းဒီပါလာလိမ့်မယ် ဘယ်သူကမှလည်းဒီမေးခွန်းတွေရဲ့အဖြေအတိအကျကိုသိနေပုံမရပါဘူး။တချို့လူတွေကကိုယ်ကံကြမ္မာရဲ့အရှင်သခင်ကကိုယ်တိုင်ပဲလို့တွေးထင်တတ်ကြတယ်။တကယ်လက်တွေ့မှာတော့ကျွန်တော်တို့ကလိလာသူမျှတာပါ။ကျွန်တော်တို့ဟာမမြင်နိုင်တဲ့အင်အားတရက်ကကျိုးဆွေးရကိုကနေရချိန်မှာပဲကိုကိုကိုလွတ်လပ်နေတယ်လို့ထင်နေကြတယ်လေ။တရုတ်ရဲ့မျက်နှာ6အမြင်မတူသူတွေကြားကအငင်းခုံများ2010 ဇန်နဝါရီ24 1989မေလမှာလူရှောင်ပန်ကဒီဆုံးတာနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့ဆောင်ပါးထဲမှာဝေချင်းရှိန်စကားကိုညွှန်ထားတယ်။လူကတရုတ်တက်တီပညာရှင်တွေဟာဟူဒီဆုံးတာကိုစာနာပြရင်းနဲ့သူတို့ရဲ့ကြောင်သူတော်ဖြစ်မှုနဲ့စိတ်ကြုံခံမှုတွေကိုလှင့်ဟပြလိုက်ကြတယ်။ဝိယနေထားကလည်းဒူးမချာနာပဲလို့ဆိုလိုက်ပါတယ်။တရုတ်ကွန်မြူနတီပါတီရဲ့ထွေထွေတွင်ရမှုဟူရဘန်ကွယ်လွန်တော်လူတွေအားလုံးတိတ်ကို ဝန်းနဲ့ကြေကွက်ခဲ့ကြတယ်။အတော်များများကသူဟာအမြင့်ကျယ်ညံထက်တဲ့အုပ်ချုပ်သူတရားဖြစ်လာမယ်လို့ယူဆခဲ့ကြတယ်။စန့်ကျင်ဘက်မှာတော့ဝေဟာဒီမိုကရေစီလူ့အခွင့်အရေးနဲ့လွတ်လပ်မှုတွေအတွက်ပြင်စမမြောက်ခင်မိချင်းကိုရေးသားပြီးအနစ်နာခံခဲ့ရတာလည်းများကြည့်ရှိခဲ့တယ်။ဆိုရကစံမှုလမ်းမှုစာပြိုးရေးနိုင်ငံတော်ကာကွယ်ရေးနဲ့သိပ္ပံနည်းပညာကဏ္ဍတွေမှာခစ်ဆန်အောင်ခင်မိအောင်လုပ်မယ်လို့ဗန်းနိုင်လေးရဲ့ချမှတ်ထားတဲ့အထက်မှာဒီမိုကရေစီကိုပါဖြစ်လိုက်ပါလို့တိုက်တွန်းတဲ့ အရေးအတာပေါ်တူထောင်ဆယ်နှစ်ကြာသွားခဲ့တယ်။ဘယ်သူကမှတော့တိတ်တရိပ်မထားဖြစ်ခဲ့ကြဘူး။အနှစ်20ကြာပြီးတဲ့နောက်မှာတော့ International Herald Tribune မှာထောင်17နှစ်ကြာနေတဲ့လူရှောင်ပန်ကိုတရုတ်ဆိုရကလွတ်ပေးဖို့အတွက် American သမ္မတ Barack Obama ကိုဝေချင်းချိန်ကတောင်းဆိုတိုက်တွန်းကြောင်းဖတ်လိုက်ရတယ်။ဝေနဲ့လီရိုနီယာကတရားကိုတရားကူညီပြီးဘဝရဲ့မတူညီတဲ့ခိုက်တန့်တွေကိုဖျက်ဆီးနေတာဟာသမိုင်းတစ်ပတ်လည်တာပါပဲ။အနှစ်20အတွင်းမှာတရုတ်ဟာတစ်ပတ်စွန်းကနေတစ်ပတ်စွန်းကိုချိန်သီးလို့ လွှဲရွှေ့သွားလိုက်တာတိတ်ကိုပြန်ရောက်သွားတယ်။တီအမင်းရင်မြင်ကဆန္ဒပြသူတွေကတိတ်ရှောင်ပိန်တေချာတိဆောက်ထားတဲ့တရုတ်ရဲ့ပုံရိပ်ကိုပြောင်းလဲပေးလိုက်တယ်။ပုံရိပ်တိကတော့ကောင်းမတ်စ်ကိုဖျက်ဆီးပြီးအဒမ်စမစ်ကိုဖွင့်ဖက်လိုက်တာပါပဲ။ဒါဟာအကျန်းဖက်တဲ့အာနာရှင်ဆိုးရနေရမှာစီးပွားရေးဖွံ့ဖြိုးမှုကနေရယူလိုက်တာပေါ့။ဆိုဗီယက်ယူနီယံထက်ဆိုင်ရင်တရုတ်ကသွေးရသားရုပ်မှု လာလာကောင်းခဲ့တဲ့သိကြပါရတယ်။နောက်တိုင်းစံတွေအတိုင်းတရုတ်ကအနည်းနဲ့အမြန်ဖွံ့ဖြိုးတိုးတက်လာတော့မယ်။ဒီလိုနီဒရာဒရာမျော်မြင်က တီအမ်ရင်ပြင်ပေါ်ကိုကျသွားတဲ့သွေးစင်းရှင်ရှင်တွေရဲ့ဖြက်စီးခြင်းကိုခံလိုက်ကြရတယ်။နောက်တစ်ခုသတိပေးလိုက်တာကတော့အစိုးရကတူလဝကြီးအုပ်ထားတဲ့အာဏာကိုချိန်ချောက်လာတယ်လို့ခန်းစားရရင်နှစ်ခါစဉ်းစားနေမှာမဟုတ်ပဲရက်ဆက်တန်းကျုပ်တဲ့နီးနဲ့ပဲဖြစ်ရှင်းမယ်ဆိုတာပေါ့။ကျုပ်ကကဘာကိုဈေးွက်ဩဇာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့တိမ့်ပိုက်လာနိုင်တဲ့အခါမှာတော့အဲ့ဒီလိုနိုင်လုံးမင်းထက်တယောက်ဆိုတဲ့ပုံရိပ်ကတစတစမေ့မိန်လာခဲ့တယ်။ ဒီတကားလဲမျောလင်းချက်အစ်စ်တွေကလေထဲမှာတိုက်အင်ဆောက်တယ်လို့ပေါ်လာပြန်တယ်။ဈေးကွက်စီးပွားရေးစနစ်ကြီးထွားလာတဲ့လူလက်တန်းစားပမာဏဤပညာတော်လှန်ရေးနဲ့ globalization တွန်းအားတွေကတရုတ်ကိုပြောင်းလဲစေမှာလား။အဆုံးမှာတော့တရုတ်ကတည်ဆဲကမ္ဘာရဲ့ပုံစံကြတဲ့ကိုပြောင်းဝင်သွားပေလိမ့်မယ်ပေါ့။ကမ္ဘာကြီးကနောက်တစ်ချိန်ထပ်ပြီးမျောလင်းထားတဲ့အတိုင်းတချို့အရာတွေဖြစ်မလာတတ်ဘူးဆိုတာကိုလေ့လာခွင့်ရလိုက်ပြန်တယ်။ လူရှောင်ပန်ကိုထောင်ဒဏ်၁၁နှစ်ချလိုက်တာနဲ့သူ့ကိုပေးတဲ့ငင်းချမ်းရေးဆိုင်ရာ novel စုပေါ်တရုတ်စိုးရဝါဒဖြန့်ချီရေးဆက်ယုံကအိုးမဲတုပ်လိုက်တာတွေကတခြားလူရှောင်မှုတွေကိုကြော်လွန်ပြီးဒါကမှအာနာရှင်စိုးရလုံရက်တွေပါလို့ထိထိရောက်ရောက်ကြီးတရင်ပေးလိုက်တော့တယ်။ဒီချိန်ထဲမှာပဲဝေချင်းရှင်ကသူ့အမြင်ကိုပြောင်းလဲလိုက်တယ်။အီတလီကနေစဉ်ထုတ်သတင်းစာတစ်စောင်မှာ novel စု comedy နဲ့လူရှောင်ပန်ကိုတိုက်ခိုက်တာတွေကိုရေးသားခဲ့တယ်။တကယ်လို့ TMN ရင်ပြင်မှာဆန္ဒပြခဲ့သူတွေကထောင်ထဲပို့ခံရပြီးနောက်မှာခေါင်းငုံပြီးအစိုးရကနောင်နှားရပါပြီလို့အညံ့ခံလာကြရင်ကျွန်တော်တို့ကသူ့ကိုခွင့်လွှတ်ပြီးသူတို့ခံစားရတာကိုနားလည်ပေးနိုင်ပါတယ်အခုထိတော့သူ့ကိုလူငယ်တွေအတွက်စံပြပုတ်ကိုလို့မခေါ်ဆိုနိုင်သေးဘူးလေနောက်မျိုးဆက်တွေကိုသူ့အကြောင်းသင်ပေးလိမ့်မှလည်းမဟုတ်ပါဘူးတကယ်လို့တရားရောက်ကနောင်နှားရုံနဲ့မပြီးပဲဇိုးရရုံမြင်တဲ့ညာစီစဉ်မှလည်းညာပြောမယ် တီအမ်မြင်ပြမှာလူတွေတည်ဆုံးခဲ့ကြတာကိုမမြင်ခဲ့ဘူးလို့ပြောမယ်။အဲ့ဒီလိုအလိန်ညာတွေနဲ့ပြည်သူတွေအသက်ခံခဲ့ရတာပေါ့အဖိတ်ကူညီမယ်ဆိုရင်တော့အဲ့ဒီလူကိုခွင့်လွှတ်ဖို့တိုက်ခတ်ခဲ့မှာပါ။ဘာဖြစ်လို့လဲဆိုတော့သူကသူ့ကိုယ်သူကြံရပါဖြစ်လောက်ပြနေလို့ပဲ။သူ့လိုလူမျိုးကထောင်ကလွတ်ပြီးရင်တောင်ထောင်ထဲမှာရလာတဲ့တရားတွေကိုတရားကိုင်တွင်နိုင်စွမ်းလည်းရှိမှာမဟုတ်ပါဘူး။ဒီတော့သူ့စကားတွေကလည်းကွန်မြူနတီပါတီတဲ့တောင်မှဒီလှုပ်ရှားမှုကိုအတိအပြည့်ရရောက်တဲ့မက်ဒရီစီယာတွေဖြစ်မှာပေါ့။ ဒီလှုပ်ရှားမှုကြောင့်လိန်လေလက်ပတ်ပြောနေရင်တော့ဒီလူကဇာရိတပြက်ရွေးနေသူပါပဲဝေကလူပေါ်အမှုမာနာအစို၃ရက်သုံးသက်ပြပြီးတဲ့နောက်မှာလူဟာနိုဘယ်ဆုနဲ့မထိုက်တန်တဲ့အပြင်ကြင်ဝင်လည်းမဆောင်ဘူးလို့တစိုက်ကတ်လိုက်ပါတယ်ဒီဟာကတော့အတော်ကိုအံ့ဩစရာစိတ်နှလုံးညှို့ချုံပေးရပါဗျာလွန်ခဲ့တဲ့ဆယ်နှစ်ကဖြစ်ပျက်ခဲ့တာတွေကိုဒီဆောင်မကသတိရစေလိုက်တာပဲဝေချင်းချင်းကဝါရှင်တန်ကိုရောက်တဲ့အခါသူ့အရင်ကရောက်နေတဲ့ နောက်အတိုက်ခံသမားတယောက်ဖြစ်တဲ့ဝင်းဂျီယာကဝိတ်ကိုလူကြားထဲမှာဆွတ်ဆွဲပြောဆိုတာတွေအော်ဂျီဟစ်တယ်လောက်ခဲ့ပါတယ်။ဝင်းဒေါသဖြစ်ရစိတ်တူရတဲ့အကြောင်းကတော့ဝိတ်အနေနဲ့လည်းမပြေနိုင်တဲ့အကြောင်းအရာတွေပေါ်မှာအခြေတည်ပါတယ်။ဝေဟာကွန်မြူနတီပါတီကိုနှစ်ပေါင်းများစွာဆန့်ကျင်ခဲ့ပါလျက်နဲ့ဘာလို့များသူ့ထက်ဝိတ်ကိုဝိုင်းကြိုဆိုကြသူရဲ့ကောင်းလုံးဂုံပြူနေကြတာလဲဆိုတဲ့မေးခွန်းပေါ့။ရည်ရွယ်ချက်ကြီးမှုတွေဝင်းတုံမှုတွေဟာ ဒီမိုကရေစီတို့လူ့အခွင့်အရေးတို့နဲ့ရောထွေးခဲ့ပါပြီ။ဒီပြည်ရကပဲတရုတ်ရဲ့ဒီမိုကရေစီလမ်းကြောင်းဟာတိုးတက်မနေဘူးလို့အစိုးမြင်ခံရမှုကိုခိုင်မာစေခဲ့ပါတယ်။တကယ်လို့အတိုက်ခံတွေချင်းချင်းတိုက်ခိုက်နေမယ်ဆိုရင်သူတို့ဟာတကယ်ကိုအာဏာရှင်စနစ်ဆိုရဲ့ထုတ်ကုန်တွေဖြစ်နေတာပဲပေါ့။သူတို့ပြောပုံဆိုပုံလုပ်ပုံကိုင်ပုံတွေကလည်းအာဏာရှင်ဆိုရရဲ့ကိုယ်ခွဲတွေပဲလေ။သူတို့တွေကတရုတ်ပြည်သူကိုတိဆောက်လာနိုင်မလားဆိုတာတော့တန်တရားဖြစ်မိပါတယ်။ ဒီလိုတိုက်ခံချင်းချင်းကြကရံပွဲတွေကအစိုးမြင်မှုကိုမွေးဖွားခဲ့ရာကသူတို့တွေရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ဆိုးရလာတဲ့အတွေ့အကြုံတွေကိုစာနာပေးနိုင်မှုမရှိကြတော့ပါဘူး။ liberal သမားတွေကတ িয়োগ ဟာဘာလို့ပြန်ဆိုစစ်တင်စင်လိုမန်ဒဲလာလိုပုပ်ကူမျိုးမမွေးထုတ်ခဲ့တာပါလေလို့တွေးဆတတ်ကြတယ်။ဒါမဲ့တ িয়োগ ပြည်မှာတွေးခေါ်တော်လှန်ရေးတွေဘယ်လိုလုပ်ခဲ့တယ်။ထောင်တွေထဲမှာဘယ်လောက်လူမဆန်အောင်ထားခဲ့တယ်ဆိုတာကိုသိတဲ့သူတွေကပဲ ဒီလိုတိုက်ခံတွေကိုယ်တိုင်ဆုံးရောက်သမှဖြစ်လာနိုင်တာကိုသဘောပေါက်ပြီးနိုင်ကြပါတယ်။သူတို့ရဲ့တွင်းတံရတွေကလူတွေမှန်းဆထားတဲ့ပုံပြီးနှက်ဆိုင်ပါတယ်။တခါတလေအဲ့ဒီတံရတွေကနေပြန်လဲနလန်ထူလာနိုင်ဖို့တောင်စိတ်ခွန်အားတွေမရှိကြတော့ပါဘူး။လာရင်တည်းကတရိတ်ဆန်တွေလိုပဲသူတို့စိတ်ထဲမှာတိုက်ခိုက်တော်လန့်လို့စိတ်တွေနဲ့အမျက်ပြည့်နေပေမဲ့တစ်ချိန်တည်းမှာပဲသူတို့ကဇဝေဇဝါဖြစ်ကြရ၊စွမ်းဆောင်နိုင်စွမ်းမရှိတယ်လို့ဖြစ်ကြရတာမျိုးပေါ့။ ရုံမာနေစဉ်တုန်းကအစိုးရကြောင့်သူတို့ရဲ့လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့လွတ်လပ်စွာစုဝေးစည်းရုံးပိုင်ခွင့်တွေကိုဆုံးရှုံးခဲ့ကြပါတယ်။သူတို့တိုင်းတစ်ပါးရေကြမြေကြကိုရောက်သွားတဲ့အခါလွတ်လပ်မှုကိုရလာတယ်ပြီးတော့တရုတ်နဲ့ပတ်သက်ခဲ့တဲ့မြတွေနဲ့ဖြတ်တောက်ခံလိုက်ရတယ်။ရေသားမြေကိုဖျက်ဆီးခံလိုက်ရတယ်လို့ပေါ့။ ဒါဟာပဲတကယ့်ဘဝဆိုတာနဲ့တူပါတယ်ဝေလျူဝင်နဲ့တခြားတိတ်မထင်ရှားတဲ့တိုက်ခံတွေအားလုံးကပုံပြင်တွေကသူရဲ့ကောင်းနေလို့ပြုတ်မှုနေတိုင်းကြသူတွေမဟုတ်ပါဘူးသူတို့ကိုစီမှာခြေခွဲပွဲရာအားနေချက်ကိုစီလည်းရှိတတ်ကြတာပေါ့အချင်းချင်းတိုက်ခိုက်တာနဲ့အပြန်အလှန်ဆွဆွဲရှုတ်ချတာတွေကတိုက်ခံတွေရဲ့ခက်ခဲကြံတန်းလာတဲ့ခီးရှည်ချလုံးမှာကြုံတွေ့ရတဲ့အရာတွေပါပဲတခါတလေမှာဒီခီးရှည်ဟာကျွန်တော်တို့တွေးဆသလို့ လိုချင်သလိုရလတ်စီကိုဥတီမနေတတ်ပါဘူးတကယ်လို့ကျွန်တော်တို့ကတကက်ကိုပိုကောင်းတဲ့အနာကက်ကိုတိဆောက်ချင်တယ်ဆိုရင် လူသားတဘာဝဖြစ်တဲ့အမားတွေနဲ့ရှုပ်ထွေးပွေလီမှုတွေကိုအရင်ဆုံး နားလည်ပေးကြဖို့ကအရေးကြီးပါတယ်ဒီလိုနားလည်ပေးတာဟာလည်းသူရဲကောင်းတယောက်ချင်းစီကိုချီးကျူးဂုဏ်ပြုပေးဖို့နေရာမှာရှော့ချဖြစ်လိုက်ဖို့မဖြစ်တတ်ပါဘူးသူတို့ဟာဝေချင်းချိန်ပန်ဖြစ်ဖြစ်လူဆောင်ပေါင်းပဲဖြစ်ဖြစ်နောက်ထပ်ပတ်သူပဲဖြစ်ဖြစ်ပေါ့သူတို့ဟာအဲ့ဒီအခိုက်အတန့်တွေမှာတော့တကယ်ကိုတတ်တီရှိရှိရက်တီပေးခဲ့ကြသူတွေပဲမဟုတ်လားနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင် ကျမတူတာပါ